အလုံးမင်္ဂလာပါခင်ဗျာ We Future Sport Channel ကနေကြိုဆိုပါရစေ။ဒီနေ့မှာတော့ကပတ်ကလပ်ဘလားမတိုင်မီခွင့်လင်းခဲ့တဲ့နေရာဒီအပောင်းရွှေ့ပထမပိုင်းမှာ Premier League အသင်းကြီးကိုခေါ်ယူခဲ့တဲ့အစမခေါ်ယူမှုအကြောင်းသိဆက်ပေးမှာဖြစ်ပါတယ်။ Liverpool အနေနဲ့ Liverpool စင်ကစားသမားတွေဖြစ်တဲ့ Jeremy Frimpong နဲ့ Florian Wirtz ကိုခေါ်ယူခဲ့ပြီးတော့ Jeremy Frimpong ကို ေါင်း44တန်းသထုပ်တက်တန်းမပေါ်ပြပဲနဲ့သချို့ချို့ကိုယူခဲ့ပါတယ်။ဖော်ရီယံဝက်စ်ကိုယူတန်း150နဲ့ကပတရိယအမြင့်ဆုံးအပြောင်းရွှေ့စံချိန်တင်သွားတဲ့တောင်းရှိတစ်ခုနဲ့ပေါ်ယူခဲ့ပါတယ်။မန်စီးတီးအနေနဲ့ဦးအတင်းရဲ့အစားသမားအသက်24နှစ်အရွယ် အန်ဒူရီကိုပုံ38တန်းနဲ့9နှစ်စာချုပ်ချုပ်ခေါ်ယူခဲ့ပြီးတော့နိုင်ယုံကစားသမားဘန်ယန်ချာကီကိုပုံတန်း30နဲ့9နှစ်စာချုပ်ချုပ်ပြီးတော့ခေါ်ယူခဲ့ပါတယ်။ချက်စီအနေနဲ့အရန်ဒီလက်ကိုပုံတန်း30နဲ့6နှစ်စာချုပ်ချုပ်ခေါ်ယူခဲ့ပြီးတော့နောက်ကစားသမားနှစ်ဦးဖြစ်တဲ့ဒါရီယိုအဆူကိုအသက်20နှစ်ကို6နှစ်စာချုပ်ချုပ်ခေါ်ယူခဲ့ပြီးတော့လက်ပတ်မက်တင်ကိုအားချထားပါတယ်။ နောက်တစ်ခုအနေနဲ့ဇမတို့စားကိုပေါင်း12တန်းနဲ့ခွင်ခဲ့ပြီးတော့၅နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။အာဆနယ်အသင်းအနေနဲ့ဆိုစီတက်အသင်းရဲ့ဂွန်းလက်ခန်စုကစားသမားဇူဘာမန်နီကိုပေါင်း65တန်းအရကျပေးချေခွေယူခဲ့ပြီးတော့မန်ယူအသင်းအနေနဲ့ဟိုအသင်းရဲ့ဂွန်းလက်တိုက်စစ်ကစားသမားမာတီးယက်စ်ကွန်ညာကိုပေါင်း62တန်းနဲ့အနည်းစာချုပ်ချုပ်ခွေယူခဲ့ပါတယ်။ ဘကလကလမတိုင်မှဖွင့်ခဲ့တဲ့အနေအထားအကြောင်းရှိပထမပိုင်းကတော့ပိတ်သိမ်းသွားပြီးပြီးတော့ဂျွန်လ16ရက်နေ့နောက်ပိုင်းမှာပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ပဲတင်းတွေကပဲကစားသမားတွေကိုထပ်မံခွင့်ပြုသွားမလဲဆိုတာကတော့ထပ်မံဖွင့်လှစ်မဲ့အနေအထားအကြောင်းရှိဒုတိယပိုင်းမှာဆက်လက်ဆုံးဖြတ်သွားရမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့သတင်းမှုကိုကြားနေကြတဲ့ဆိုလို့ရှိရင်တော့ future sports channel ကိုလည်း subscribe လုပ်တော့ပြီးဖို့လိုပါတယ်